ဒေါ်လာနဲ့ထိုင်းဘတ်ငွေဈေးတွေမနေ့ညနေကဈေးနှင်းငယ်ပြန်တက်ပါတယ်။မြန်မာငွေဈေးတွေနှင်းငယ်ဈေးပြန်ကျပြီးတော့ဒီတနင်္ဂနွေနေ့မှာတော့ဈေးကပုံမှန်ပေါက်ဈေးတိုင်းပဲရှိနေပါသေးတယ်။အားလုံးပဲမင်္ဂလာပါ။စိတ်ချမ်းသာခြင်းကိုကြမ်းမခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က15ရက်နေ့6လပဲ2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ကထိုင်းစံတော်ချိန်မနေ့ပိုင်း9:55မိနစ်55မိနစ်ရှိနေပါပြီ။ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4560ဆိုင်ကလက်ခံတဲ့ဈေးက4480ယူရိုငွေတရုတ်ကိုမြန်မာကျပ်ငွေ9195ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာ ချက်ဝယ်ဆိုင်ကရောင်းနေဈေးက3435ချက်ဆိုင်ကလက်ခံနေဈေးက3385ချက်တရုတ်ဝီဒီယွမ်ကိုမြန်မာကျပ်ငွေ626ချက်ဩစတြေးလျဝေဒေါ်လာကိုမြန်မာကျပ်ငွေ2935ကျပ်ထိုင်းမန်နဲ့မြန်မာကျပ်ငွေစည်းနှုန်းတွေကဘတ်ပြီးကျပ်ကျူမာတွေကဘတ်ငွေ930ကိုမြန်မာကျပ်ငွေတသိန်း ချက်ပေးဖက်ယူသမားတွေကကျတဲ့သိန်းကိုဘတ်ငွေ815ချက်ဂျပန်ငွေ3182.25ကိုမြန်မာကျပ်ငွေတသိန်းမလေးငွေ69.38ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3055.93ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ1916.39ခွင်ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော်မယ်ငွေလဲလဲလှုပ်တော်မယ်ဆိုရင်ဝန်ဆောင်ကားပေးတဲ့သူရှိကိုယင်ပုံဆက်ပြီးမှပဲငွေလဲလဲလှုပ်ကြပါလို့ကျွန်တော်ကကြံပြူခြင်းပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကို ကြံပါခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ခင်းလို့ပြရှင်နိုင်ကြပါစေ။